မင်္ဂလာပါဒီနေ့ကတော့ဒါကျွန်တော်မိတ်ဆွေ active မှာကျွန်တော်လေ့ကျင့်ခန်းလာလုပ်တာဖြစ်ပါတယ်အဲကျွန်တော်တို့ကဘဝမှာဖွံ့ဖြိုးတိုးတက်အောင်မြင်မှုဆိုတာကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ရဲ့စိတ်ကိုလည်းအောင်မြင်တိုးတက်အောင်ပြင်ဆင်ကြိုးစားဖို့လိုတယ်လို့ရုပ်ကိုလည်းအောင်မြင်အောင်ကြိုးစားဖို့လိုတယ်ရုပ်ကိုလည်းပြင်ဆင်မှုလိုတယ်ပေါ့နော်စိတ်ကောရုပ်ကောပြင်ဆင်ထားမှာဘဝမှာညာလာစွာသောစိန်ခေါ်မှုတွေကိုကျွန်တော်တို့ခံနိုင်မှာဖြစ်တယ်ကျေးဇူးလားညီအဲ့တော့ဒီကိလို့ကျွန်တော်အဲ့ဒီရုံနဲ့စိတ်နဲ့ဖွံ့ဖြိုးတိုးတက်အောင် စ조사ကြတဲ့နေရာမှာကျွန်တော်တို့ထားရှိရမယ့်စိတ်ထားတွေအကြောင်းကျွန်တော်အခုရတဲ့အချိန်လေးမှာအနေငယ်လူကြီးတို့ကိုဆွေးနွေးပြမှာဖြစ်ပါတယ်အဲ့တော့လူကြီးတို့ကဘဝမှာဖွံ့ဖြိုးတိုးတက်အောင်မြင်အောင်조사ကြတဲ့နေရာမှာရုပ်ကောစိတ်ကော조사အထုတ်လေးရှိပါသလားအဲ့ဒါလေးကို comment မှာတစ်ချက်လောက်ရေးကြည့်ပေးပါအဲ့တော့ဒီနေ့ခေတ်ကကျွန်တော်တို့ကိုစိတ်ဓာတ်ကြစရာတွေများတာဒေါသထွက်စရာတွေများတာစိတ်ညစ်စရာတွေများတဲ့ခေတ်ဒီနေ့ခေတ်ပဲအဲ့တော့အဲ့ဒီအချိန်မှာကိုကရုပ်ကောစိတ်ကောပြင်ဆင်ထားဖို့လိုတယ်တချို့ကစိတ်ကိုတော့ပြင်ဆင်ထားတယ်စိတ်ကတော့ အကောင်းတယ်ရုပ်အားမကောင်းတဲ့အခါမှာကျမကြီးချွတ်ရင်းလာရင်အောင်မြင်မှုမှန်သမျှရုပ်ဝတ္ထုအောင်မြင်မှုမှန်သမျှတွေစိတ်ပိုင်းဆိုင်ရာဘလောက်ပဲကောင်းကောင်းရုပ်ကမလိုက်နိုင်ရင်လည်းပဲကိုယ့်ရဲ့ကျမကြီးချွတ်ရင်းလာရင်လည်းပဲအောင်မြင်မှုမှန်သမျှအလကားပဲဒါလို့တို့လိုပဲကျမကြီးဘလောက်ကောင်းကောင်းစိတ်အခြေအနေမကောင်းရင်အဆင်မပြေဘူးနှစ်ခုကိုကျွန်တော်တို့အကောင်းလို့ပို့လို့အဲစိတ်ပိုင်းဆိုင်ရာမှာလည်းကျွန်တော်တို့ဒီနေ့ခင်မှာ protection ကိုကပြင်ဆင်ထားဖို့လိုတယ်ကိုက ကောင်းတာတွေလုပ်တယ်မကောင်းတဲ့သူတွေနဲ့တွေ့ရနိုင်တယ်ဟာတချို့ကဘုလောကကြီးမှာကိုကောင်းတာတွေလုပ်တာပဲဘာလို့မကောင်းတဲ့သူတွေနဲ့တွေ့ရလဲကျွန်တော်တို့ကလောကကြီးမှာကောင်းတာတွေလုပ်လို့မကောင်းတဲ့သူတွေနဲ့မတွေ့ရဘူးလို့ဘယ်သူမှအာမမခံတာဘူးကိုကသာစိတ်ကိုအားကောင်းလို့ပြီးစူးစမ်းဖို့ဖြစ်တယ်တရားသဖြင့်ဝေဖန်မှုတွေလည်းခံရနိုင်တယ်မတရားသဖြင့်ဝေဖန်တာတွေလည်းခံရနိုင်တယ်အဲကျွန်တော်တို့ဆိုတော့ဟုတ်လားကျွန်တော်တို့အဲလေးတိုင်းကျောင်းကကိုပါသားကိုဖောင်ဒေးရှင်းလုပ်ပြီးတော့စုပေးတယ်လို့အထူးချုပ်ဆုံးမြန်မာလူငယ်စုတို့မဟုတ်ပါဘူးအဲ့ဒါတွေကနောက်ပြီးရတာလည်းသိတယ် ဒါပေမဲ့ခုနပြောသလိုပဲเนาะကျွန်တော်တို့တိတိတိရနဲ့ share တဲ့သူတွေလည်း share ဒါတွေကို like ပို့တော့ကျွန်တော်တို့စိတ်ကအခြေအနေမကောင်းလို့မရကိုလှုပ်ဆရာရှိတာကိုအကောင်းဆုံးဆောင်ရွက်ဖို့ဖြစ်တယ်ဒီသဘောပဲပေါ့เนาะကျွန်တော်တို့နောက်တစ်ခုကတော့ကျွန်တော်တို့ဟာဘဝမှာအောင်မြင်ခြင်းအလွန်အရေးကြီးတဲ့အချက်ကကိုယ့်ဘဝအတွက်လှုပ်သင့်လှုပ်ထိုက်တဲ့အရာတွေကိုကိုယ်မလှုပ်ချင်ဆုံးအချိန်မှာလှုပ်နိုင်မှုလို့ကိုယ့်ဘဝအတွက်လှုပ်သင့်လှုပ်ထိုက်တဲ့အရာတွေကိုကိုယ်မလှုပ်ချင်ဆုံးအချိန်မှာလူချင်းမင်းတို့အနေနဲ့လှုပ်နိုင်ဖို့ဟာအလွန်အရေးကြီးတယ် ဘဝမှာအောင်မြင်တဲ့သူတွေနဲ့တာမန်သူတွေနဲ့အ धिक ကွဲပြားခြားနားစေတဲ့အချက်ကအောင်မြင်တဲ့သူတွေကသူတို့ဘဝမှာလိုအပ်တဲ့အရာတွေသူတို့ဆောင်ရမယ့်အရာတွေကို အောင်သူတို့ဒီစိတ်ချင်နေမကောင်းတဲ့တိုင်အောင်သူတို့ဆောင်ရနိုင်တယ်အတမန်လူတွေဒီပညာရေးတစ်ခုလေ့လာတဲ့အခါမှာသူတို့စိတ်ဝင်စားရင်သင်တယ်အဲသူတို့ကြားရင်သင်တယ်သူတို့ပြောရင်သင်တယ်အောင်မြင်တဲ့သူတွေကသူများထက်တာတဲ့သူတွေက တို့ကြိုက်ကြိုက်မကြိုက်ကြိုက်ပြောပြောမပြောပြောစိတ်ဝင်စားစားမစားစားချစ်ချစ်မချစ်ချစ်လိုအပ်ရင်တဲ့ဒီလိုပဲတန်ပါလူတွေကတို့စိတ်ပိုင်းလို့တဲ့စိတ်မပိုင်းမလို့တို့ကြိုက်ရင်လို့တဲ့မကြိုက်ရင်မလို့တို့ချစ်ရင်လို့တဲ့မချစ်ရင်မလို့အောင်ပြင်းတဲ့သူတွေကတို့ကြိုက်ကြိုက်မကြိုက်ကြိုက်ချစ်ချစ်မချစ်ချစ်စိတ်ပါပါမပါပါလှုပ်တဲ့အရာတွေကိုတို့မလှုပ်ချင်ဆုံးအချိန်မှာလှုပ်နိုင်အောင်စ조사အားထုတ်ကြတာဖြစ်ပါတယ်အဒီအချက်တွေကျွန်တော်တို့အတွက်အလွန်အရေးကြီးပါတယ်အဲ့တော့ဘဝမှာအောင်မြင်တဲ့သူတွေနဲ့ တာမန်သူတွေကိုအဓိကကွဲပြားခြားနားစေတဲ့အရာဟာ talent တွေပင်ကိုဗီဇတွေဒါတွေမဟုတ်ပါဘူးတသက်မထဲစ조사အထောက်မှုနဲ့လိုအပ်တဲ့အရာတွေကိုအလိုအဆုံအချိန်မှာဘလို့စိတ်အချိန်တွေပဲရှိရှိလုံနိုင်အောင်조사အထောက်ခြင်းဖြစ်ပါတယ်လို့ချစ်ခင်စွာမျှဝေပေးလိုက်ပါတယ်ကျွန်တော်မျှဝေမှုကနေလူချင်းတို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတခါတော့ရှိတယ်အဲ့ဒါလို့ကျွန်တော်စူးစမ်းတဲ့နေရာမှာစီမံခန့်ခွဲမှုကလည်းအရေးကြီးတယ်အဲ့တချို့ကဘုန်းကမှာ motivation တိတ်ကောင်းတယ် ဖိုးခုတော့မသိကောင်းတယ်ဒါပေမဲ့ plan ကမကောင်းဘောကမှအောင်မျိုးဆို motivation တခုတည်းနဲ့တော့မရဘူး plan ကိုခေါ်ရစီမံကိန်းနဲ့အရေးကြီးတယ်တချို့ motivation ကသိကောင်းတယ်သူ plan ကမှားနေတယ်ဘလို့ပဲဆရာထက်တဲ့ plan မှားနေရင်အောင်မြင်သက်သလောက်မအောင်မြင်တချို့သူတွေကြတော့ plan ကသိကောင်းတယ်ဒီ plan ဘတ်ပေါင်းတော်တော်ပြည့်စုံတော်တော်အဲ့ plan ကိုအကောင့်ထဲဖော်ဖို့အတွက်လိုအပ်တဲ့ motivation စိတ်အားထက်သန်မှုမရှိရင်လည်းသူအောင်မြင်တဲ့လောက်အောင်မြင်မှာမဟုတ်ဘူး။ဒါကြောင့်ဒီနှစ်ခုလုံးကအရေးကြီးပါတယ်။ း plan ကတော့ management လို့ခေါ်တဲ့စီမံကိန်းနဲ့เนาะကျွန်တော်တို့ဒီ management လို့ခေါ်တဲ့ကျွန်တော်တို့စီမံခန့်ခွဲမှုနဲ့ဆိုင်တာဖြစ်တယ်စီမံခန့်ခွဲမှုကောင်းမှ plan ကအားကောင်းမှဖြစ်ပါတယ်ဒါကြောင့်ဘဝမှာမှန်ကန်တဲ့ motivation မှန်ကန်တဲ့ management မှန်ကန်တဲ့စီမံကိန်းတွေနဲ့စ조사အထုတ်ခြင်းတဲ့သူတွေအတွက်ကျွန်တော်ကိုယ်တိုင်သင်ကြားမယ်စီမံခန့်ခွဲမှုဆိုင်ရာသင်တန်းတစ်ခုဖြစ်တဲ့ certificate in general business management စီဝါရေးစီမံခန့်ခွဲမှုဆိုင်ရာအခြေခံ သင်တန်းပေါ့เนาะကျွန်တော်တို့ကစေဝါးရေးစီမံခန့်ခွဲပညာရပ်ကို certificate level အခြေခံမိတ်ဆက်ပြီးသင်ကြားပေးမှာဖြစ်တယ်မြန်မာလိုသင်ပေးမှာဖြစ်တယ်မပြည့်အောင်သင်ပေးမယ်လက်တွေ့ပြန်သုံးနိုင်အောင်သင်ပေးမှာဖြစ်တယ် online သင်တန်းဒီဒီသင်တန်းဒီလာမဲ့ကျွန်တော်တို့ဆယ်လပိုင်း28ရက်နေ့အင်္ဂါနေ့စ online ကနေတလားတိတိသင်မှာဖြစ်တဲ့အတွက်ဘယ်ဒေတာမှမစိုးတက်နိုင်နဲ့နေ့စဉ် recorded video တွေကို Facebook group မှာတင်ပေးမယ်အဲ့ဒါတလားလုံးနေ့စဉ်ကြည့်ရမှာဖြစ်တယ်အပတ်စဉ်တနင်္လာနေ့ည8:00နာရီတိုင်း zone ကနေ live လင်ပြီးတော့ live lecture တင်ကြမယ်ကျွန်တော်တို့တအူးချင်းတွေ့ပြီးစိတ်ကြိုက်မေးခွန်းတွေမေးနိုင်တယ် တော့သင်တန်းတက်နေတဲ့လူချင်းတို့ group coaching မှာရအောင်ဆောင်ရွက်ပေးတာဖြစ်တယ်အဲ့ဒါတလ တလဆိုတော့တနင်္လာနေ့တိုင်းဆိုတော့၄ချိန်ပါတနင်္ဂနွေတက်လာပြီးသွားလို့ assignment ဆောင်ရင် certificate ကို email ကနေပေးပို့ပေးမယ်အပြင်လူတွေ့တင်တန်းကတော့ကျွန်တော်တို့လူတွေ့တက်ချင်တဲ့သူတွေကျွန်တော်မိတ်ဆွေလုပ်ငန်းရှင်တွေကတို့ဝန်ထမ်းတွေဆီလူချင်တယ်လို့ပြောထားတဲ့သူတွေအတွက်ကတော့၁၇လပိုင်းကျွန်တော်တို့က၁၇လပိုင်းကျွန်တော်တို့တရက်နေ့နဲ့နှစ်ရက်နေ့ရောက်သွားမယ် senior တွေနှစ်ရက်မှာမနက်စင်နာရီကနေညနေ6နာရီထိရန်ကုန်မြို့ပြည်လန်းတော်ဝင် center ၃လောက်မှာရှိတဲ့ကျွန်တော်တို့ ml တင်တန်းကြောင့်မှာကျွန်တော်နဲ့နှစ်ရက်အချိန်ပြည့်ရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတက်ရောက်အောင်မှာဖြစ်ပါတယ် ော့ဘလို့လူတွေတက်တဲ့နဲ့ဆိုတော့ကိုကစီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးတော့စီးပွားရေးလုပ်ငန်းလုတ်ကင်အောင်မြင်ပြီးသား management ကို theory စတင်လေ့လာခြင်းနဲ့တက်ရောက်နိုင်ပါတယ်။ကိုကဝင်ထမ်းလုတ်သက်အတွက်ကြုံရှိပြီးသား management ပညာကို theory စတင်လေ့လာခြင်းနဲ့တက်ရောက်နိုင်ပါတယ်။စီးပွားရေးစီမံခန့်ခွဲမှုပညာကိုအခုမှစတင်လေ့လာမယ့်ចောင်းသားចောင်းသူလူငယ်တွေလည်းတက်ရောက်နိုင်ပါတယ်။နောက်တစ်ခုကတော့ကိုက management နဲ့ပတ်သက်ပြီး diploma တွေ MBA တွေစတက်မဲ့သူတွေလည်းအခြေခံအနေနဲ့တက်ရောက်နိုင်ပါတယ်။ကိုက business idea တစ်ခုရှိတယ်ဒါကိုလက်တွေ့အကောင့်တွေပေါ်ခြင်းတဲ့သူတွေလည်းတက်ရောက်နိုင်တာဖြစ်ပါတယ်။ဒါကြောင့် လူကျွန်းတို့ရဲ့စီမံခံမှုပညာကိုမြင့်တင်ပြီးတော့ဘဝမှာစိတ်အားထက်သန်စွာကြိုးစားခြင်းတွေနဲ့ဒီတင်တဲ့မှာတွေ့ကြမယ်။စင်းပေးရဆိုရင်ကျွန်တော်တို့တင်တဲ့တက်ချင်တယ်ဆိုရင် Messenger message မှာကျွန်တော်စင်းပေးပြီးပါ Facebook ဆိုရင် LY အနေနဲ့ link နေတော့ link တိုင်းညမြန်မာ strand follower 3.8 million ကျော်ရှိတယ်။အဲ့ page မှာပေးပါ TikTok ဆို link တိုင်းညမြန်မာမြေလို့မြန်မာလူရေးထားတဲ့ follower 3.2 million ကျော်ရှိတယ်။ကျွန်တော်တင်းကဆက်သွယ်ပေးမယ်။ online ကပထမဦးဆုံးအယောက်100အပြင်ကပထမဦးဆုံးအယောက်30ကို10% discount ကျွန်တော်ပေးထားပါတယ်။တင်တန်းကြောင်းအသေးစိတ်ကိုကျွန်တော်ဒီ page ရဲ့ဝင်ကြည့်ပါအပေါ်ဆုံးမှာ video file နဲ့တူတင်တန်းကြီးအစအသေးစိတ်တင်ထားပေးပါတယ်။ We must work together. We must build our nation.